မန်စီးတီးလေဗာကူဇင်ချဲဆီဘာစီလိုနာချန်ပီယံလိထိပ်တိုက်တွေ့ဆုံမှုနှစ်ပွဲပေါင်း30ချက်အားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ချန်ပီယံလိပွဲစဉ်9ရဲ့ဒီတစ်ပတ်မှာအကောင်းဆုံးပွဲတွေကနှစ်ပွဲဖြစ်တဲ့မန်စီးတီးနဲ့ချဲဆီတို့ရဲ့ပွဲတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစကရင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ပထမဆုံးတပွဲအနေနဲ့ Man City Liverpool ဆင်မြန်မာစံတော်ချိန်မနေ့2နာရီခွဲဘူတော်ဦးနေ့မှာကစားသွားမယ့်ပွဲကိုတင်ဆက်ပေးသွားပါမယ်။လာမယ့် Liverpool ဆင်ရဲ့ပွဲမှာတော့ City နည်းပြကြီး Pep Guardiola အတွက် Champions League မှတ်တိုင်တစ်ခုကိုစိုက်ထူသွားတော့မှာပဲဖြစ်ပါတယ်။ Champions League Super League ကို Barcelona နဲ့2009 2011တို့မှာနှစ်ကြိမ် Man City နဲ့2023မှာတစ်ကြိမ်စကူးထားတဲ့ Spain သားနီးပြားအတွက် Champions League ပွဲတရာပြေးမြောက်တော့မှာဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့69ပွဲမှာ 62ပွဲနိုင်19ပွဲတည်ရ18ပွဲရှုံးနေထားအောင်နီးပြထားနိုင်ပါတယ်။ဇာယလ်ဖာဂူဆန်ကမန်ချက်စတာယူနိုက်တက်နဲ့အတူပွဲ190အာဆင်ဝင်းကားကအာဆင်နယ်နဲ့အတူ189ပွဲပြီးနောက်ပွဲ100နဲ့တတိယမြောက်အများဆုံးနီးပြနိုင်တဲ့မန်နေဂျာဖြစ်ပက်ဂွာဒီယိုလာကမှတ်တမ်းဝင်သွားဖို့ရှိနေတာပါ။မှတ်တမ်းမှတ်ရာတွေကတော့ပြိုင်ပွဲကျင်းပသူတွေနဲ့သုံးသက်သူတွေအလုပ်ဖြစ်ပြီးလောလောလည်းလည်းမန်စီးတီးနီးပြရဲ့ကောင်းတဲ့မှာတော့စနေနေ့ကနယူကာဆင်ရဲ့ဘွဲကအရှုံးကနေအမြန်ဆုံးယုံထပြဖို့ပါပဲ GTA ပြိုင်ပွဲစုံ၄ပွဲဆက်နိုင်ပွဲပြီးလန်နျူကာဆယ်ရဲ့စိန့်ဂျိမ်းဘတ်ခ်မှာရက်တန့်ခံခဲ့ရတာပါဒီပွဲမှာမန်စီးတီးရနိုင်ခဲ့တဲ့ပယ်နတီနှစ်ကြိမ်ကိုလည်းဒန်လူကြီးကညင်းပယ်သွားသလိုဟာဗီဘန်စ်ရဲ့ဦးဆောင်ဂိုးကိုလည်း VAR က9မိနစ်ထိကြည့်ပြီးမှခွင့်ပြုခဲ့တာကြောင့်နီးပြတ်ဂွာဒီယိုလာအတွက်အတော်လေးစိတ်ကတိကောက်ဖြစ်စရာရှုံးပွဲဖြစ်ခဲ့သလိုအမှတ်ပေးစရာထိတ်ကအာဆင်နယ်ကိုဖိအားပေးနိုင်မယ့်အခွင့်အရေးလည်းလက်လွတ်ခဲ့ရတာပါ ဂျားရဲ့ချန်ပီယံလိပွဲစဉ်မှာတော့အသင်းရဲ့ momentum ကိုပြန်ရှာဖွေဖို့အခွင့်အရေးရနေတယ်လို့ချန်ပီယံလိမှာ၃ပွဲဆက်9ပွဲရောက်ဖို့လည်းအလားအလာကောင်းနေပါတယ်။လက်ရှိမှာ၄ပွဲကစား10မှတ်ရတာပြီး UCL မှာတော့ City တို့ရှုံးပွဲမရှိချီတက်နေပါတယ်။ချန်ပီယံလိလိဖေးမှာကစားရတဲ့ချန်ပီယံလိနောက်ဆုံး23ပွဲမှာ City အသင်းကရှုံးပွဲမရှိထားပဲပွဲ20နိုင်၃ပွဲတည်းကြာထားပါတယ်။လက်ရှိမှာတိုက်စင်မှုဟာလန်ကလည်း UCL မှာ၅ဂိုးသွင်းယူထားပြီးလာမယ့် Liverpool စနစ်ပွဲမှာတော့ချန်ပီယံလိပွဲ90မြောက်ကိုကစားသွားမှာပါ။ ဒါအပြင်ကစားသမားဘဝဒုတိယအချိန်အဖြစ်ချန်ပီယံလိမှာ6ပွဲဆက်9သွင်းယူနိုင်တဲ့မှတ်တမ်းကိုလည်းတင်ရှိသွားဖို့အခွင့်အရေးရှိနေပါတယ်။ဂျာမန်အသင်းတွေနဲ့တွေ့ရင်မန်စီးတီးကရလက်ကောင်းလေးရှိပါတယ်။ဂျာမန်ဘွန်ဒလီကာအသင်းတွေကိုအင်ကွင်းအီဒီယက်မှာနောက်ဆုံးရှုံးနိမ့်ခဲ့ဘူးလားကအော်တိုဘာ2013လုံကဂွာဒီယိုလာကင်တွင်နေတဲ့ဘိုင်ယန်ကိုမန်စီးတီးက3-1နဲ့ရှုံးနိမ့်ခဲ့ဘူးလားပါ။နီးပြားကက်စပါရူမန်ရဲ့ဘိုင်ယန်လီဗာကူးဇင်အသင်းကတော့ချန်ပီယံလိမှာ၄ပွဲကစားဘင်ဖီကာတသင်းထဲကိုပဲ1-0နဲ့အနိုင်ရထားပါတယ် က်ရှိမှာ9အမှတ်နဲ့အဆင့်21နေရာမှာရပ်တည်နေတာပါပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာဘိုင်ယန်တသင်းတဲကိုပဲဂိုးပြတ်ရှုံးထားပြီးကျန်၄ပွဲကိုတော့အနိုင်ကန်ထားပါတယ်ပြည်တွင်းလီမှာတော့အဆင့်3နေရာမှာရပ်တည်နေနိုင်တဲ့အသင်းပါဒီပါကူစင်ကလည်း short တွက်လို့မရပဲ City နဲ့ပွဲမှာအနိုင်ရရင်အသင်းအတွက် Champions League ပွဲ90မြောက်နိုင်ပွဲဖြစ်လာဖို့ရှိနေပါတယ်သို့သော English အသင်းနေနဲ့တွေ့ရင် Leverkusen တို့ရလက်မကောင်းပါဘူးသူတို့ပြင်အင်္ဂလန်မှာလာကစားရတဲ့နောက်ဆုံး73ပွဲမှာတပွဲသာအနိုင်ရထားပြီးမနစ်က လီဗာပူးနဲ့တွေ့တာမှလည်း4-0နဲ့အပြတ်အသတ်ရှုံးနိမ့်ထားပါတယ်။ဂျာမန်အသင်း3-4-3ကစားကွက်နဲ့လှုပ်ဖြစ်နေပြီးဘယ်ဂျန်မှာတက်ဆိုးပါဂရင်မက်ဒိုဖိုကူတို့ကစီးတီးရဲ့အားနည်းတဲ့ညာဂျန်ကိုဒုက္ခပေးလာအောင်မှာပါ။အင်ရှင်တွေဘက်မှာတော့ကိုဗာစစ်နဲ့ရိုဒရီမပါနိုင်တာကလွယ်ရင်လူစုံတက်ဆုံဖြစ်နေပါတယ်။ဘက်ဂွာရီယိုလာအနေနဲ့ဒီပွဲမှာကစားချိန်နှဲပါနေတဲ့မာမော့ချ်ကိုပွဲထုတ်လာဖို့ရှိနေပြီးအော့စကာဘော့ဟာလန်တို့နဲ့တွဲဖက်ပေးလိုက်ရင်အံ့ဩစရာတော့မရှိပါဘူး။ဟက်တူအနေနဲ့ကြည့်ရင်တော့မန်စီးတီးနဲ့လီဗာပူးစင်တို့ကသမိုင်းတစ်လျှောက်တာပထမဆုံးအကြိမ်ရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။ စူပါကွန်ပျူတာရဲ့ခံမှန်းချက်အရမန်စီးတီးနိုင်ငံကြီး82.8ရာခိုင်နှုန်းရှိနေပြီးဧည့်သည်အသင်းနိုင်ငံကြီးကတော့71.2ရာခိုင်နှုန်းသာရှိပါတယ်။ဒီနှစ်သင်းကြားကမ္ဘာအဆင့်ရပ်တည်မှုကိုကြည့်ရင်လည်းစီးတီးကအဆင့်3မှာရပ်တည်နေပြီးလီဗာပူးဆင်ကအဆင့်16နေရာမှာရပ်တည်နေပါတယ်။ CMB ကလည်းအင်ရှင်မန်စီးတီးပဲ3-1လောက်နဲ့နိုင်ရသွားမယ်လို့ခံမှန်းပေးထားကြပါတယ်။ဒုတိယတပွဲအနေနဲ့ချယ်ဆီဘာစီလိုနာမြန်မာစံတော်ချိန်ဗိုလ်တော်ဦးနေ့မနက်၂နာရီခွဲမှာကစားသွားကြမှာဖြစ်ပါတယ်။ ချဲစီအနေနဲ့ချန်ပီယံလိရန်သူဟောင်းကြီးဘာစီလိုနာကိုအနိုင်ယူနိုင်မလားချဲစီဘာစီလိုနာတွေးဆုံမှုကဒီတပတ်ရဲ့အကောင်းဆုံးပွဲလို့ပြောလို့ရသလိုအကောင်းဆုံးပွဲတွေကတပွဲလို့လည်းပြောလို့ရပါတယ်နှစ်သင်းလုံးကတော့ထိတ်ဆုံး၈သင်းနဲ့နှစ်မှတ်ပဲပြတ်နေတာပါဒါအပြင်မဲအိုးတစ်ထဲကအသင်းတွေအားလုံးနဲ့လည်းတွေ့ပြီးဖြစ်တာကြောင့်ဒီပွဲကနှစ်သင်းလုံးအတွက်နောက်ဆုံးလက်ကျန်ပွဲကျက်လို့ဆိုနိုင်ပါတယ်ချဲစီကဘိုင်ယန်ကို3-1နဲ့ရှုံးထားသလိုဘာစီလိုနာကလည်း PSG ကို2-1နဲ့ရှုံးထားပါတယ်အစင်လာတွေရတော့ဘာကာအနေနဲ့အင်္ဂလန်မှာအဝေးကွင်းလာကစားရတာကိုသဘောတူနေပါလိမ့်မယ် English အသင်းတွေနဲ့အဝေးကွင်းနောက်ဆုံး6ချိန်မှာ2ချိန်ပဲရှုံးထားပြီး6ပွဲတိဘာကာအနိုင်ရထားပါတယ်။ရှုံးထားတဲ့2ပွဲကတော့ Pep Guardiola ရဲ့ Man City နဲ့ Jurgen Klopp ရဲ့ Liverpool နှစ်သင်းတည်းကိုပါ။သို့တော့ဒီဘက်နှစ်တွေအတွင်း Champions League မှာ English အသင်းတွေက Spain အသင်းတွေကိုနောက်ဆုံး10ချိန်မှာ6ချိန်တိအနိုင်ကျန်ထားပါတယ်။ဒီမှတ်တမ်းကောင်းကတော့အင်ရှင် Chelsea အတွက်အားတက်စရာပါ။လောလောလတ်လတ် Barcelona က Marcus Rashford ရဲ့ twin goal တွေနဲ့ Newcastle ကို2-1နဲ့နိုင်ထားတဲ့တပွဲတော့ဧည့်သည်အသင်းဘက်မှာလက်ရှိရသည်မှာရှိနေပါတယ်။ ရက်စ်ဖို့ကချန်ပီယံလိမှာ၄ဂိုးသွင်း၃ဂိုးဖန်တီးပေးထားပြီးအထူးခြေစွမ်းပြနေသူပါပြန်လည်မုံမန်ဒါရီကန်နူးကွင်းမှာကစားတဲ့ Athletic Club နဲ့ပွဲမှာတော့ Redfo ဖြားနေတာကြောင့်မပါနိုင်ခဲ့ပေမဲ့ Chelsea နဲ့ပွဲမှာတော့ပြန်ပါလာဖို့ရှိပါတယ်အင်ရှင်အသင်းဘက်မှာခိုးပါမမပါနိုင်တာကတော့အဓိကအားနေချက်လို့ဆိုရပါမယ်နီးပြအန်ဆိုမာစကာဘက်မှာဆိုရင်လူငယ်ကစားသမားလေး Estava ကချန်ပီယံလိ၂ပွဲဆက်ဂိုးသွင်းထားပြီး Barcelona နဲ့ပွဲမှာသာထပ်မံဂိုးသွင်းနိုင်ခဲ့ရင်၃ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ်16နှစ်215ရက်နဲ့ယက်တီနိုင်ပါလိမ့်မယ်ဒီဘက်နှစ်ထိတ်တိုက်တွေးဆမှုတွေကိုကြည့်ရင်တော့ချက်စီအသင်းကအသာရနေပါတယ်အထူးသဖြင့်အိမ်ကွေးမှာဆိုပိုအားကောင်းနေတာပါထိတ်တိုက်တွေးဆမှုနောက်ဆုံး၁၀ချိန်မှာ6ပွဲအထိတည်းကြီးကျထားပါတယ်သို့တော့ချက်စီကတပွဲပဲဘာစီလိုနာကိုရှုံးနိမ်ထားပူတာပါမှတ်မရရ2018ခုနှစ်16သင်းစဉ်ရှုံးထွက်ပွဲချိန်မှာကန်နူးမှာ3-0နဲ့ရှုံးနိမ်ခဲ့ပြီးနှစ်ကျော်ပေါင်း4-1နဲ့ချန်ပီယံလိဂါချက်စီကိုထွက်ခွာခဲ့ရပူပါတယ် စပိန်အသင်းဘက်ကလည်းချယ်ဆီရဲ့အိမ်ဝင်းကိုဝေးကွင်း၈ချိန်လာကစားရမှာတပွဲတာနိုင်မှုပြီး၅ချိန်အထိရှုံးနေထားတာပါစူပါကွန်ပျူတာကတော့အင်ရှင်ချယ်ဆီကိုအနိုင်ရနိုင်ချေ48.8ရာခိုင်နှုန်းပေးထားပြီးဧည့်သည်ဘာစီလိုနာနိုင်ချေကတော့34.5ရာခိုင်နှုန်းသာရှိပါတယ်တရီကြသွားနိုင်ချေက23.8ရာခိုင်နှုန်းရှိနေတာပါရှင်သိပြားတွေအတွက်တော့ထိတိုက်တွေ့ဆုံမှုမှာလည်းအသာရနေတယ်လို့စူပါကွန်ပျူတာကလည်းအသာပေးထားတဲ့အနေထားမှာတကယ်ပဲအနိုင်သုံးမှတ်ကိုရှာဖွေသွားနိုင်မလားစိတ်ဝင်တစားစောင့်ကြည့်သွားပါမယ် ဒါကတော့ချန်ပီယံလိပွဲစဉ်နှစ်ပွဲကိုသုံးသက်ပေးကြတယ်ဒါကတော့မန်စီးတီးဘာစီလိုနာဒါကတော့ Manchester City, Liverpool, Chelsea, Barcelona တို့ရဲ့ Champions League ပွဲစဉ်နှစ်ပွဲကိုသုံးသပ်ပေးကြတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ပြည်တွေမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။